ကဲမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာ line လေးကြသွားလို့ဗျာပြန်ဝင်လာခဲ့ပါအောင်ဗျာเนาะအားလုံးပဲကဲအားလုံးပဲပြန်ဝင်လာခဲ့ကြအောင်ကျွန်တော် line လေးကြသွားတဲ့အတွက်ကြောင့်เนาะအလိုအလိုဆိုကနန်းကမပေးရသေးဘူးကနန်းကအေးဆေးဆေးကြမှာပေးမယ်အေးဆေးဟိုနေဖြစ်တယ်ဆိုပြီးတော့เนาะ line อ่ะကြတော့ဟာ နော်ကဲဝင်လာခဲ့ကြအောင်ဗျာနော်ကနန်းညနေကနန်းကောင်းတယ်ကောင်းလုံးလို့တယ်ပြကြင်လို့အေးစေးစေးလေးလုပ်နေမှာလာရကြတော့တယ်ဗျာနော်အေးစေးစေးနားလည်အောင်တေချာရှင်းပြပြီးမှာကနန်းပေးမယ်လို့တတ်မှတ်ထားတာအဲ့ချိန်မှာလာရကြတော့တယ်ကဲကျွန်တော်ကိုမတွေဝင်လာခဲ့လိုက်လက်မလေးနှစ်လေးရေးပြီးတော့ဒီခါလေးပြန်ဝင်လာခဲ့ပါအောင်ဗျာနော်ကဲအဲ့တော့ဒီညနေမှာပေါက်ချင်တယ်ဆိုတဲ့အမျိုးတွေဝင်လာခဲ့ဗျာနော်ကဲပေါက်ချင်တယ်ဆိုတဲ့မျိုးတွေဝင်လာခဲ့မှာဗျာနော် ဘဲနဲ့ဗျာနော်တိတိချာချာလေးပြရမယ်လို့စိတ်ကူးထားပြီးမှကလည်းအဲ့လိုဖြစ်သွားတာကဲဝင်လာခဲ့ဝင်လာခဲ့ပြန်ပြပြီးမှဟုတ်ပြီနော်ဒီညနေမှာပေါက်ရမယ်ဗျပေါက်ချင်တယ်ဆိုတဲ့လူတွေဝင်လာခဲ့ ွေ့နေတဲ့လမ်းရကြကြတော့ဟာမောင်းပြီနော်ကဲအရင်25လို့ပေါက်ချင်တယ်ဆိုတဲ့မျိုးတွေဝင်လာခဲ့မယ်ဗျာနော်ငါမြင်မြန်လေးပြပြလိုက်တော့ ဲ့အဲ့တော့တရားတွေပြန်ဆရာဘာကနှစ်ထိပ်စီရစတင်မြန်လေးပဲသွားလိုက်မယ်9ရက်4ရက်1ဒီကနန်း3လုံးပေါင်းချင်း9ရက်3ညအဲ့ကနန်း9 4 1ဒီကနန်း3လုံးပေါင်းချင်း3ညကို3 9 8ဒီ3လုံးပေါင်းချင်းက3ညလို့ဖြုတ်တယ်ဟုတ်ပြီနော်9 4 1ဒီကနန်း3လုံးပေါင်းချင်း3ညကို3 9 8ဒီကနန်း3လုံးပေါင်းချင်း3ညလို့ဖြုတ်တယ်9 8 8ဒီကနန်း3လုံးပေါင်းချင်းက ကျွန်တော်တို့ကရှစ်ကို9ရက်10ရက်ရှစ်ဒီကနန်းသုံးလုံးပေါင်းချင်းရှစ်ကို3ည6နဲ့ဒီကနန်းသုံးလုံးပေါင်းချင်းရှစ်လို့ဖြုတ်တယ်။ဟုတ်ပြီနော်။ဒီကနန်းသုံးလုံးပေါင်းချင်းရှစ်ကိုဒီကနန်းသုံးလုံးပေါင်းချင်းရှစ်လို့ဖြုတ်တယ်။6ရှစ်နှစ်ဒီကနန်းသုံးလုံးပေါင်းချင်းက6ရက်10ရက်နှစ်ရက်ဒီကနန်းသုံးလုံးပေါင်းချင်းက6ကိုနော်6ရှစ်နှစ်ဒီကနန်းသုံးလုံးပေါင်းချင်း6ကို3ရှစ်6နှစ်ဒီသုံးလုံးပေါင်းချင်း6နဲ့ဖြုတ်မှာဆိုရင်ဖြည့်စီ9 4 3လုံးပေါင်းရကိုဒီ လည်းဖြုတ်တယ်။ကိုတက်ရှစ်သုံးလုံးပေါင်းချင်းရှစ်ကို3ည6နဲ့သုံးလုံးချင်းရှစ်နဲ့ဖြုတ်တယ်။ဟုတ်ပြီအဲ့ဒါဆိုရင်လည်း6ရှစ်နဲ့သုံးလုံးပေါင်းချင်း6ကိုဒီကနေ့သုံးလုံးပေါင်းချင်း6ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ကနှစ်ထိပ်စီထည့်ပြရမယ်။အဲ့တော့နှစ်စိတ်နှစ်ထိပ်တစ်ခုနော်။အဲ့တော့နောက်တစ်ခုမှကြာရဲ411ဒီသုံးလုံးပေါင်းချင်း8 8နဲ့သုံးလုံးပေါင်းချင်းကခေါ်ရှစ်ရှစ်နှစ်ဒီသုံးလုံးပေါင်းချင်းက၈အဲ့တော့ 6ခွန်8ခဏ3လုံးပေါင်းချင်း3လုံးပေါင်းချင်း3လုံးပေါင်းချင်းကစီနီယံတစ်ခုဖြစ်လာ6ခွန်8တော့9ထိသွားမလားသွားကြတာ9ထိသွားမယ်ဆိုရင်လည်းကျွန်တော်က4 1 3လုံးပေါင်းချင်းက6 8 8သုံးလုံးပေါင်းချင်းကခွန်8 8 2သုံးလုံးပေါင်းချင်းက8ဟုတ်ပြီအဲ့တော့9ထိသွားမယ်ဆိုရင်9 2 2သုံးလုံးပေါင်းခြင်းက9အဲ့တော့ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်နှစ်ထိပ်စီထည့်ပြအဲ့တော့နှစ်ထိပ်တစ်ခုရပြီเนาะနှစ်ထိပ်တစ်ခုရပြီ ်ဟုတ်ပြီအဲ့လိုက်လက်မလေးနှိပ်ပြီးမယ်ကြည်မျိုးတွေအားလုံးပဲလိုက်ကလေးကျသွားလို့ဒါကဲနော်ကြည်နေနဲ့လက်မလေးနှိပ်ပြီးမယ်ကြည်နေနဲ့ဖုံးမှန်စကရင်ကိုယ့်ရဲ့ဖုံးမှန်စကရင်ဘာမှအပန်းမကြည့်ဘူးမျိုးတွေကြည်နေနဲ့ဖုံးမှန်စကရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့ဒါဆိုလိုက်လက်မနှိပ်ပြီးသားပြတ်သွားလိမ့်မယ်ဟုတ်ပြီနော်ဒီကနေ့ပေါက်ချင်တယ်ဆိုတဲ့မျိုးတွေလိုက်လက်မလေးနှိပ်သွားပြီးမယ်နော်ချုပ်လေးကြောက်စိတ်ထက်ပဲအဲ့လားလေးနှိပ်ခမ်းပြီးချင်းချင်းထွက်ထွက်ပြားနော်ထွက်လိုက် နော်ကဲအဲ့တော့နောက်တစ်ခုဆက်သွားပြမယ် ဟုတ်ပြီနောက်တဲ့ထိပ်စည်းတစ်ခုပေါ့နော်သုံးတုံညာကဒီသုံးလုံးပေါင်းချင်းက၈ဒီသုံးလုံးပေါင်းချင်း၈ကို94လေးဒီသုံးလုံးပေါင်းချင်းက၈လို့တော့တက်တယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်း၈ကိုဒီသုံးလုံးပေါင်းချင်း၈လို့ဖြုတ်တယ်၄၈၈ဒီသုံးလုံးပေါင်းချင်းကဒီကနန်းသုံးလုံးပေါင်းချင်းက၃၃ကို9 6ရှစ်ဒီသုံးလုံးပေါင်းချင်းက၃လို့ဖြုတ်တယ်ဟုတ်တယ်နော်9ရဲ့6ရဲ့ပေါင်းတော့9ရဲ့10ရဲ့ပေါင်းတော့၃9 6ရဲ့ကနန်းသုံးလုံးပေါင်းချင်းက၃လို့ဖြုတ်တယ် ဟုတ်ပြီအဲ့တော့ရှစ်ရှစ်ငါဒီကနန်းသုံးလုံးပေါင်းခြင်းကတစ်ကိုဒီကနန်းသုံးလုံးပေါင်းခြင်းတစ်လို့ဖြုတ်မှာဆိုရင်၃ညာထိစီထည့်ပြရဟုတ်ပြီနော်၃၃ညာငါသုံးလုံးပေါင်းခြင်း၈ကို၉၅၄၃ပေါင်းခြင်း၈လို့ဖြုတ်တယ်လေတရှိသုံးလုံးပေါင်းခြင်း၃ကို၉၆၈၃သုံးလုံးပေါင်းခြင်း၃နဲ့ဖြုတ်တယ်။ရှစ်ရှစ်၅သုံးလုံးပေါင်းခြင်း၁ကို၆၅၃ညာသုံးလုံးပေါင်းခြင်း၁နဲ့ဖြုတ်တယ်။အဲဒါဆိုရင်၃ညာထိပ်စီအဲတော့ကျွန်တော်တို့ကနှစ်ထိပ် သုံးညထိတ်ဆိုနှစ်ပိုင်းသုံးညပိုင်းပေါ့ဗျာเนาะအဲ့နှစ်သုံးညနှလုံးရပြီကီးပိုင်ရလို့ပြပြီเนาะအဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကကွနက်ကလုံးကเนาะနောက်တဲ့တက်ဆိုင်ကိုဆက်သွားကြည့်မယ်နှလုံးရပြီเนาะကစ်သုံးညငါဒီသုံးလုံးပေါင်းခြင်းက6เนาะတစ်သုံးညငါဒီသုံးလုံးပေါင်းခြင်းက6တိရဲ့သုံးညရဲ့6ဒီသုံးလုံးပေါင်းခြင်း6ကို3 9 4ဒီသုံးလုံးပေါင်းခြင်းက6လို့ ဟုတ်ပြီနော်ဟုတ်ပြီနော်ဒီသုံးလုံးပေါင်းချင်း6ကိုဒီသုံးလုံးပေါင်းချင်း6လို့ဖြုတ်တယ်နော်ကြည့်နေနေဗန်းမကြည့်ဘူးဆိုရင်အမလေးနှိပ်ပြီးပါဖုံးမှန်စပရင်လေးကိုဒီလိုလေးတောက်ပြီးပါနော်အဲလောမနှိပ်ပြီးသားဖြစ်သွားတယ်3ခုလေးဒီသုံးလုံးပေါင်းချင်း6ကိုဒီသုံးလုံးပေါင်းချင်း6လို့ဖြုတ်တယ်ဟုတ်ပြီနောက်တစ်ဆိုင်သွားမယ်နော်နောက်တစ်ဆိုင်သွား2 3 6ဒီ3လုံးပေါင်းချင်း1ကို2ရယ်3ရယ်6နှစ်3 6ဒီ3လုံးပေါင်းချင်း1ကို6 4 8ဒီ3လုံးပေါင်းချင်း1နဲ့ဖြုတ်တယ်9ရယ်4ရယ်ပေါင်း ရှေ့ပေါင်းတော့တက်ဒီသုံးလုံးပေါင်းချင်းတင်နေဖြုတ်တယ်ဒီသုံးလုံးပေါင်းချင်း6ကိုဒီသုံးလုံးပေါင်းချင်းဖြုတ်တယ်ဒီသုံးလုံးပေါင်းချင်း1ကိုဒီသုံးလုံးပေါင်းချင်း1လို့ဖြုတ်တယ်ဟုတ်ပြီနော်ကဲအဲ့တော့လာပြီ3ည8ငါဒီသုံးလုံးပေါင်းချင်းက3လို့ရတယ်3ည8ရဲ့9ရဲ့ဒီသုံးလုံးပေါင်းချင်းက3လို့ရတယ်ဒီသုံးလုံးပေါင်းချင်း3ကိုဒီသုံးလုံးပေါင်းချင်း3လို့ဖြုတ်မယ်ဆိုရင်ကျွန်တော်တို့က8 6နှလုံးပေါင်းချင်းက4ရှိရတယ်4ကို3ဖြစ်အောင်ဆိုရင်ကျွန်တော်ဘာထည့်ပြရမလဲ6ထိပ်ကြီးထည့်ပြရ6အဲ့တော့ဘူးတလုံး အားကြောကျွန်တော်တို့ကနည်းသုံးရဥပြီးတော့ကလန်းသုံးလုံးရဟုတ်ပြီနော်ဒီကလန်းသုံးလုံးရအဲ့ကလန်းသုံးလုံးကိုလုံးဝရွှေကီးကံငါးရက်နေ့ညနေ၄နာရီခွဲတဲ့လုံးဝရှယ်လာမယ်ရွှေကီးနဲ့လုံးဝကတ်ပြရမယ်ဒီရွှေကီးနဲ့ကတ်ပြရမယ်ဟုတ်ပြီအဲ့ရွှေကီးနဲ့ကိုကတ်ဖို့အတွက်ကိုကျွန်တော်မိတ်ဆွေတွေအားလုံးပဲတစ်ချက်ကလေးကြည့်လိုက်မယ်နော်ရွှေကီးနဲ့ကတ်ဒီနှစ်၃၉ ကဲအဲ့တော့ live လာမလေးတန်းစီနေမယ် channel subscribe နေရတယ် channel ကို subscribe နေပေးမှာပြန်နော်ဒီကင်းကြီးအောင်ထိုးရမယ်ဒီကင်းမကြီးနှလုံးထိုးလို့မရဒီကင်းကြီးမှာနှလုံးထိုးရမယ်ဒီညနေမှာဒီကင်းမကြီးနှလုံးသွားမထိုးနဲ့အကုန်သွားလိမ့်မယ်ဟုတ်ပြီနော်အကြီးရပြရတယ်ဆိုတော့ ကိုလေးတုတ်ဒီသုံးလုံးပေါင်းခြင်းက6 6 7 9 10ချက်ပါပါတဲ့6ရက်နောက်ကို6တက်9ကီနောက်တရိတ်နေကုန်မှာညီရမယ်ဆိုတော့တရှိရဲ့တက်ခေါ်ရဲ့ထွက်တယ်ဟုတ်ပြီအဲ့တော့7တက်တုံညာဒီ3လုံးပေါင်းခြင်းကကို9ရက်ပါဝါက၄9ရက်နောက်ကက6 9လေး6ကီရာဒီနေ့နောက်တရိတ်နေကုန်မှာထွက်ပြရမယ်ဆိုတော့၄9ရက်9ရက်ထွက်တယ်ဟုတ်ပြီနော် ကိုခွန်ခေါ်ဒီသုံးလုံးပေါင်းခြင်းက9ရဲ့ခွင်ပေါင်းတော့6 6ရဲ့ခွင်ပေါင်းတော့3 3ရဲ့ပါဝါက9 3ရဲ့ပါဝါက8 3ရဲ့ဘနက်ခက်က9 3 8ကီနောက်တစ်နေ့နေကုန်မှာညရမယ်ဆိုတော့3 9ရဲ့6 3ရဲ့ထွက်ထားတယ်ဟုတ်ပြီနော်6 6 9ဒီ3လုံးပေါင်းခြင်းက8ရဲ့6ရဲ့ပေါင်းတော့4 4ရဲ့9ရဲ့ပေါင်းတော့3 3ရဲ့ပါဝါက8 3ရဲ့နက်ခက်က9 3 8 5ခီနောက်တစ်နေ့နေကုန်မှာထွက်ရမယ်ဆို30ထွက်ထားတယ် တဲ့၃၃ဒီ၃လုံးပေါင်းချင်းကခွန်ခွန်ရဲ့ပါဝါကနဲ့ခွန်ရဲ့နှက်ခတ်က၃ညာခွန်နှစ်၃ညာကြီးနောက်တနည်းနေကုန်မှာထွက်ရမယ်ဆိုတော့အော်ဒီမှာ25ဆိုပြီးထွက်ထားတယ်။ဟုတ်ပြီနော်။၉၂၃ညာဒီ၃လုံးပေါင်းချင်းက၁၁ရဲ့ပါဝါက၆၁ရဲ့နှက်ခတ်က၈၁ရဲ့၁68ကြီးကနောက်တနည်းနေကုန်မှာထွက်ရမယ်ဆိုတော့၄၁ထွက်ထားတယ်။၅၄၅ ဒီကနန်းသုံးလုံးပေါင်းညင်က9ရက်4ရက်9ဒီကနန်းသုံးလုံးပေါင်းညင်က4 4ရက်ပါဝါက9 4ရက်နှစ်ခက်က2 4 9နှစ်ကိနောက်တနေ့နေကိုမထွက်ရမယ်ဆိုတော့2 9 efficient ဟုတ်ပြီနော်6တစ်ဒီကနန်းသုံးလုံးပေါင်းခြင်းက1တရပါဝါ6တရနက်ခက်က8 168ဒီနောက်တနေ့နေကုန်မှာကြီးရမယ်ဆိုတော့36ရ8ပူးရထွက်ထားတယ်ဟုတ်ပြီနော် 688ဒီကနန်းသုံးလုံးပေါင်းခြင်းကကျွန်တော်တို့ဗာရလဲဆိုတော့နှစ်လို့ရပါမယ်688ဒီကနန်းသုံးလုံးပေါင်းခြင်းကနှစ်နှစ်ရဲ့ပါဝါက၄နှစ်ရဲ့နှစ်ခက်ကခေါ်နှစ် sorry နှစ်ရဲ့နှစ်ရဲ့နှစ်ခက်က၄နှစ်ရဲ့ပါဝါကခေါ်နှစ်၄ခုခေနှစ်၄နှစ်၄ခုဒီနောက်တစ်နှစ်နေကုန်ပါညရမယ်ဆိုတော့25ဆိုရဲ့25ဆိုပြီးတော့ထွက်ထားတယ်ဟုတ်တယ်နော်25လို့ထွက်ထားတယ် 628ဒီကနန်း3လုံးပေါင်းခြင်းက6ရဲ့2ရဲ့8ဒီကနန်း3လုံးပေါင်းခြင်းကကျွန်တော်တို့က6လို့ရတယ်6ရဲ့ပါဝါက1 6ရဲ့နှက်ခတ်က9 6 19ဒီနေ့နေကုန်ပါညပြရအဲ့တော့မန္တပိုင်းမှာ85လို့ထပ်ထားခြင်းကြောင့်6လည်းမညီဘူး1လည်းမညီဘူး9လည်းမညီဘူး6 19ဒီနေ့နေကုန်ပါညပြရမယ်ဆိုတော့လောကမညီလို့များညကိုညပြရမယ်เนาะညကိုညရမယ် ဲ့တော့ဒီ6တက်ကိုကြီးညှိပါရမယ်ဆိုရင်ဒီညက်ညီမှာကျွန်တော်တို့က6တက်ကိုကြီးကိုညှိအောင်ချတော့ဟုတ်လीအဲ့တော့ကျွန်တော်တို့ဘာတွေထိုးအောင်ဘာကလန်းထိုးအောင်လဲနှိချနှိတနှိတူ3ညာ6 3ညာ3တုံညာကူဟုတ်ပြီလား 6ရဲ့ကုတေအာမယ်ဟုတ်ပြီနော်ဒီကနေ့လုံးဝအားထုတ်ရမယ်အဲ့တော့ဗဒကွက်ရှိမလဲ2 4 6 8ကနန်း6ကွက်ရှိမှာဒီကနန်း6ကွက်ကိုလုံးဝအားထုတ်ရမယ်ဒီညနေမှာနော်9ရက်နေ့ညနေ4နိုင်ခွဲမှာဒီကနန်း6ကွက်ကိုအားထုတ်ဒီ9ပိုင်းကိုဘာကြောင့်ပြရတာလဲ6 6တက်ကီအပီးစင်းနိုင်ရှိကိုပြပြတာကျွန်တော်ကတော့တဘောပေါက်လာမသိဘူးဒီညနေမှာ6 6တက်ကီ အပြီးစီးနိုင်ကြီးရှိလို့ပြပေးတယ်။ကြဲအဲ့တော့ကြည့်နေတဲ့တောက်ချင်းစီတိုင်းအပန်းမကြည့်ရင်ကျွန်တော်ရဲ့ဖုံးမဆက်ကိုကြည့်နေကိုရဲ့ဖုံးမဆက်ခရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပေး။နော်အဲ့လိုလမနှိပ်ပြီးသားဖြစ်သွားနိုင်မယ်။နော်ဘာမှဟိုနေဖြစ်တာမဟုတ်နော်ကြည့်နေနေလိုလေးလုတ်ပြီးအကူကြီးကမကူကြီးပေးနိုင်ဘူး။နော်ဒါလေးကူကြီးပြီးရပါလေဘာဖြစ်လို့လဲ။နော်ပေရဲပုံမကုန်ငွေရဲကုန်ပုံမကုန်ဒီလိုလေးနှိပ်ပြီးရ။နော် ကဲလာလိလမလေးတန်းစီနေပြီပါ channel လေး subscribe နဲ့ရတဲ့ channel လေးကို subscribe နေပြီပါဗျာကဲအဲ့တော့အားလုံးပဲကြောက်ကူမာရီအားလုံးပဲဒီညနေရတော့ဒါပါပဲเนาะ2612နှစ်ကို3963139996ရကူတည့်ရဒါပါပဲเนาะဒီနေရင်လည်းပုံမှန်လေးတွေကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပေးပါ channel လေး subscribe နဲ့ရတဲ့ channel လေးကို subscribe နေပြီပါကဲအားလုံးပဲစိတ်ချမ်းသာကြီးကြပါကြနဲ့ပြည့်စုံနိုင်ပါစေကျွန်တော်လိုက်ကိုဒီပါတွေညနာခွင့်ပြုပါဗျာကဲအားလုံးပဲဖိုင်ပါဗျာเนาะ